ဟုတ်ကဲ့အားလုံးမင်္ဂလာပါဗျာเนาะအားလုံးမမင်္ဂလာပါကျွန်တော်ခုပြပေးမယ့် site ကတခွက်တည်းထဲထိုးရမယ်တခွက်ကောင်းစနစ်เนาะတခွက်ကောင်းစနစ်ကိုထဲထိုးရမှာเนาะအဲ့အဲ့ site ကလေးကိုချပြပေးမှာဖြစ်တယ်เนาะအဲ့ site ကလေးကပြီးခဲ့တဲ့ဘက်ကထိလှုပ်လှုပ်ထားရယ်เนาะအဲ့ဒါကြောင့်မလို့ချပြပေးရယ်เนาะဒီလေးခါရယ်เนาะဒီလေးခါရယ်နောက်ပေါင်း၃ဝယ်ခွန်เนาะလေးခါနဲ့နောက်ပေါင်း၃နဲ့ခွန်တစ်နှစ်ကျော်လိုက်၃ညခါနဲ့နောက်ပေါင်းခွန်နဲ့ခွန်မယ်เนาะ တစ်နှစ်ကျော်လိုက်၊၃ခါနဲ့နောက်ပေါင်းခွန်နဲ့ခွန်၊နောက်တစ်ခါတစ်နှစ်ထပ်ကျော်လိုက်၄ခါနဲ့နောက်ပေါင်း၃နဲ့ခွန်နော်၊ခွန်၄ချက်နော်။သူခွန်၄ချက်ထောက်ထားနော်။အဲ့ညာနေပါအလုပ်လုပ်မှာနော်။၄၃3ခွန်၊၃6 1ခွန်၊၃8 9ခွန်လေးနှစ်တစ်ခွန်နော်လေးကတ်စလုံးတို့အလုလုတာနော်ဟုတ်ပြီအဲ့တော့ဆိုဘလို့အလုလုမလို့ဆိုဒီသုံးလုံးခွန်လို့ခွေလိုက်တာ ਨੇ တဲ့လွတ်သွားတဲ့ထိတ်စည်းကိုနော်ဒီသုံးလုံးခွန်ခွေထားတယ်လွတ်နေတဲ့ထိတ်စည်းကိုနဲ့ဒီလေးနောက်ပိတ်နဲ့ဦးတို့က ုံးလို့လှန်ထားလိုက်တာเนาะအဲ့ဒီသုံးသည်တဲ့ဒီမှာသုံးသုံးထိတ်လို့တက်လိုက်တာနဲ့ခါးနှလုံးကလည်းသုံးထားရမှာเนาะဟုတ်ပြီเนาะဒီသုံးလုံးခွန်လွတ်နေတဲ့ကိုထိတ်အဲ့ကိုထိတ်နဲ့ဒီလေးနောက်ပိတ်နဲ့သုံးလို့ထောက်တယ်အဲ့သုံးသည်သုံးထိတ်လို့တက်လိုက်တာနဲ့ခါးနှလုံးကလည်းသုံးเนาะပထမကတ်တာဒုတိယကတ်မှာလည်းဒီတိုင်းပဲဒီလိုခွန်လို့ခွေထားတယ်သုံးလုံးအဲ့ဒီမှာလွတ်နေတဲ့6ထိတ်စီအဲ့6ထိတ်စီနဲ့ဒီလေးထိတ်နဲ့လေးနောက်ပိတ်နဲ့ပေါင်းလိုက်ရင်သုံးညအဲ့သုံးညဒီသုံးညထိတ်လို့တက်ပြီးရတယ်ခါးနှလုံးသုံးညကစားတယ်เนาะဒါဒုတိယကတ် ဟုတ်ပြီတတိယကတတိယကမှာလည်းဒီသုံးလုံးခုံလို့ခွေတယ်ခွေလိုက်တာနဲ့ဒီမှာလွတ်နေတဲ့ခွန်ထိပ်စီးเนาะအဲ့ခွန်ထိပ်စီးနဲ့ဒီနှစ်နောက်ပိုင်းနဲ့လှမ်းပေါင်းလိုက်ရင်ကိုအဲ့ဒီကိုဒီတဲ့ကိုထိပ်လို့တက်ပြီးတာနဲ့ခါနှလုံးကကိုလို့ရိုက်တာเนาะဒါတတိယကเนาะအခုစတုထကမှာလည်းဝိုင်တိုင်းမဲ့အလုပ်လုပ်ခဲ့တယ်เนาะဒီသုံးလုံးခုံလို့ခွေလိုက်တယ်အဲ့ခွန်လို့ခောက်ထားတဲ့ကောင်ရင်လွတ်နေတဲ့နှစ်ထိပ်စီးအဲ့နှစ်ထိပ်စီးဒီဒီ6နောက်ပိုင်းနဲ့လှမ်းပေါင်းရင်ရှစ်အဲ့ရှစ်ဒီရှစ်ထိတ်လို့တက်ပြရတဲ့ခါနှလုံးရှစ်ဆိုပြီးခဲ့ဘက်က89ရှစ်ရွဲကိုသူကပေးသွားတာနော်ဟုတ်ပြီနော် ဲ့တော့ပြောချင်တာအိုက်စနစ်ကနေဘာလာမလဲဆိုတော့ကျွန်တော်တို့ကအခုပွဲမှာ तू ကအဲ့ဒီမှာ तू ကဒီသုံးလုံးခွန်နဲ့နော်ဒီသုံးလုံးခွန်ခွန်လို့ခွေလိုက်တဲ့အချိန်မှာဒီ၄နဲ့၉နဲ့ကိုသုံးလှမ်းပေါင်းအဲ့သုံးဒီသုံးထိတ်လူတက်လိုက်တာနဲ့ခါးနှလုံးသုံးလူရိုက်တယ်အဲ့ဒီအချိန်မှာတဲ့ဒီ၄လုံးပေါင်းချင်းဒီသုံးရနဲ့ဒီခွန်နဲ့နော်ထိတ်နှလုံးသုံးရနဲ့နောက်ဝင်နှလုံးခွန်နဲ့အဲ့သုံးရနဲ့ခွန်နဲ့ပေါင်းရင်သုံးရခွန်ခွန်ပေါ့အဲ့ခွန်ဒီခွန်ခါးလို့ထည့်လိုက်တာ तू ကဒီကိုနော် အဲ့ခွန်ဒီခွန်ခါလို့ဒီမှာထည့်လိုက်တာနော်ပထမဆုံးကမ်းအဲ့ခွန်ခါထည့်လိုက်တာနဲ့အဲ့ခွန်ခါကနေအလုလုမှာနော်အဲ့ခွန်ခါကိုပုံထားပြီးတော့အလုလုမှာခွန်ခါလို့ထည့်လိုက်တာနဲ့တဲ့ထိတ်ထောင်သုံးလုံးနှစ်သည်တဲ့နှစ်ထိတ်ပါတဲ့နော်ဟုတ်ပြီဒီ9နဲ့ခွန်နဲ့ပေါင်းချင်း9ထိတ်နဲ့ခါထောင်သုံးလုံးပြောရနော်ခါထောင်သုံးလုံးနှစ်သည်တဲ့နှစ်ထိတ်ပါတဲ့နော်အဲ့မှာ9နဲ့ခွန်နဲ့ပေါင်းချင်းနှစ်သည်ကနှစ်ခါပါတဲ့နော်နှစ်ထိတ်နှစ်ခါနော်အဲ့ဒီအချိန်မှာသူကဒီဆောင်သုံးလုံး6တဲ့နော်ဒီဆောင်သုံးလုံး6နဲ့ဒီခွန်ခါနဲ့ပေါင်း၄လုံးပေါ့ 0963963ဒီလင်းလုံးပေါင်းရင်3ဒီ3နောက်ပိတ်ပါတယ်เนาะအထိုင်ကတလုံးချင်းအထိုင်နဲ့လာတယ်เนาะထိတ်ခါအပိတ်เนาะတလုံးချင်းအထိုင်နဲ့လာတယ်เนาะနှစ်နှစ်သုံးထွက်ပြီเนาะဒါပထမကတ်เนาะဒုတိယကတ်မှာလည်းသူဒီတိုင်းပဲတယ်เนาะဒီ3လုံးခွန်နဲ့เนาะအဲ့ခွန်ခွေလိုက်တဲ့အချိန်မှာဒီ4နဲ့6နဲ့လှမ်းပေါင်းတဲ့3ညဒီ3ညထိတ်လို့တက်အဲ့3ညထိတ်လို့တက်ရတဲ့အခါနှလုံးက3ညရရမှာအဲ့ဒီအချိန်မှာဒီ3ဒီတဲ့သူကသူ့ရှေ့ကတ်ကလိုပဲเนาะဒီမှာ ဒီ၃ညနဲ့ဒီခွန်နဲ့ပေါင်းရင်ခွန်ဒီဒီတစ်နှစ်ကျော်လှမ်းပြီးတော့ခွန်ခါထဲတာဒီမှာလည်းသူကဒီ၅နဲ့ဒီ၈နဲ့ပေါင်းရင်၃အဲ၃ဒီ၃ခါလို့သူကထဲလိုက်တာအဲ၃ခါလို့ထဲလိုက်တာနဲ့တပြိုင်နက်တည်းတဲ့ခါတောင်၃နဲ့ပေါင်းရင်အဲ၃ကိုဘုံဘုံယူပြီးမှကစားမှာနော်သူကအဲ၃ခါထဲလိုက်တာနဲ့ခါတောင်၃နဲ့ခွန်ဒီခွန်ထိပ်ပါတဲ့နော်ဒီ၃နဲ့၃နဲ့ပေါင်းရင်၆ဒီ၆ခါပါတဲ့နော်အဲ့ဒီအချိန်မှာဒီ round ၃နဲ့ပေါင်းရင်၈နော် round ၃နဲ့ပေါင်းရင်၈နဲ့ဒီ၃နဲ့၄လုံးပေါ့နော်၁ခွန်၃ သုံးညာသုံးဆိုတော့ဒီလေးလုံးပေါင်းရင်းတစ်ဒီတစ်နောက်ပိတ်ပါတယ်เนาะထိတ်ခါအပိတ်เนาะသုံးသုံးလုံးလုံးရတာเนาะဟုတ်ပြီဒါဒုတိယကတတိယကမှာသူအိုက်တိုင်းမလာခဲ့တာဒီသုံးလုံးပေါင်းရင်းခွန်နဲ့အဲ့လိုခွန်လို့ရိုက်တာနဲ့ဒီနှစ်နဲ့ကိုခွန်နဲ့ပေါင်းရင်းเนาะဒီသုံးလုံးခွန်လို့ခွဲရိုက်တာနဲ့လွတ်နေတဲ့ခွန်ထိတ်အိုက်ခွန်ထိတ်နဲ့နှစ်နောက်ပိတ်နဲ့ပေါင်းရင်ကိုအိုက်ကိုဒီကိုကိုထိတ်ခါနှလုံးကိုလို့ထည့်လိုက်တာအဲ့ထည့်တဲ့အချိန်မှာဒီငါးခါဒီဒီမှာဒီခွန်နဲ့ဒီရှစ်နဲ့เนาะလေးလုံးပေါင်းရင်း ခွန်းနဲ့ရှင်းနဲ့လေးလုံးပေါင်းရင်ငါးသည်ငါးခါလို့ထည့်လိုက်တယ်အဲငါးခါကိုပုံယူပြီးမှသွားကစားမှာနော်အဲငါးခါလို့ထည့်လိုက်တယ်ဒီခါတောင်တုံတုံကိုးသည်ကိုးထိပ်ပါတဲ့နော်ထိတ်နဲ့ခါနဲ့ပေါင်းရင်ကိုးသည်ကိုးခါတဲ့နော်အဲလိုကိုးခါလို့ကြားချင်းမှာဒီဇောင်းတုံတုံပေါင်းရင်ငါးအဲငါးနဲ့ငါးခါနဲ့ပေါင်းတာနော်ဒီဇောင်းတုံတုံပေါင်းရင်2 4 5 5ဒီလေးလုံးပေါင်းရင်ပေါ့2 4 5 5ပေါင်းရင်3ညသည်3ညနောက်ပိတ်ပါတယ်နော်ထိတ်ခါအပိတ်နော်တကွက်ထက်တဲထွက်တာနော် ဟုတ်ပြီအဲ့တော့ဂူဂူလည်းဒီပွဲစဉ်မှာလည်းပဲ तू အဲ့တိုင်းပဲเนาะဒီသုံးလုံးပေါင်းရင်ခွန်နဲ့ခွန်ကြောင့် तू ခွန်ခွေလိုက်တာနဲ့ तू လွတ်နေတဲ့နှစ်ထိပ်အဲ့နှစ်ထိပ်နဲ့၆နဲ့ပေါင်းရင်ရှစ်အဲ့ရှစ်ဒီရှစ်ထိပ်လို့ကြာပြီရတယ်ခါးနှလုံးကလည်းရှစ်ထောင်အောင်ရှစ်ထိပ်လို့ကြာရတယ်ခါးနှလုံးရှစ်ထောင်အောင်အဲ့ဒီအချိန်မှာဒီကိုးဒီဒီလေးလုံးပေါင်းရင်ကိုးပေါ့เนาะဒီကိုးနဲ့ဒီရှစ်နဲ့ဒီတစ်နဲ့လေးလုံးပေါင်းရင်ကိုးကကိုးခါလို့ထိုင်လိုက်ရမှာ तू ကအဲ့လိုကိုးခါလို့ထိုင်ရတယ်တပြိုင်နဲ့တည်းအဲ့ကိုးခါကဘုံเนาะသူ့နဲ့ကစားမှာကိုးခါလို့ထိုင်ရတယ်ထိတ်ထောင်သုံးလုံး ခါထောင်တုံတုံ၅ဒီတဲ့၅ထိပ်ပါတယ်เนาะခါထောင်တုံတုံ၅ဒီ၅ထိပ်เนาะဒီခါထောင်တုံတုံ၅ဒီ၅ထိပ်ဒီဆောင်6ထိပ်နဲ့ဒီ6ခါနဲ့ပေါင်းရင်၅ဒီ၅ခါပါတဲ့၅၅เนาะ၅၅ရှည်ရွယ်ရပြီเนาะအဲ့ဒီအချိန်မှာဒီဆောင်တုံတုံပေါင်းရင်၅နဲ့ဒီ6နဲ့၄လုံးပေါင်းမှသူကြတယ်เนาะနောက်ဘက်က၄လုံးပေါင်းပြီပါเนาะ6 6ဆိုတော့၅၅နဲ့ဒီ6နဲ့ပေါင်းရင်၄၄ဒီနောက်ဘက်ပါတဲ့เนาะ၅၅၄ဆိုတော့ခဏเนาะ အမှငန်းငါလေးတဲ့တကွက်ထွက်တယ်နော်ထိတ်ခါအပိတ်သူကအပီးလာတာနော်ဟုတ်ပြီအဲ့ဒါဆိုရင်သူ့ကိုပဲမှန်မှန်မှန်ဘာနဲ့ပြန်ပြီးတော့ချုပ်ကြည့်မလဲနော်ကြည့်ရအောင်နော်အဲ့တော့ဒီမှာဒီသုံးလုံးခုံနဲ့နော်မှန်မှန်မှန်ကိုကြည့်မယ်နော်ဒီသုံးလုံးခုံအဲ့ခုံလို့ခွေလိုက်တာနဲ့လွတ်နေတဲ့ကိုခါနော်ကိုထိတ်နော်အဲ့ကိုထိတ်နဲ့ဒီလေးလေးကိုပါမြင်သုံးအဲ့သုံးဒီသုံးသုံးထိတ်လူကြတယ်ကြားလိုက်တာနဲ့ခါးနှလုံးကလည်းသုံးဖြစ်တယ်เนาะအဲ့ဒီချိန်မှာသူကဒီခါးတောင်သုံးလုံးเนาะနှစ်ခါးတောင်သုံးလုံးနှစ်ကထိတ်စီ ဒီ၅ထိတ်နဲ့ခွန်ခါနဲ့ပေါင်းရင်နှစ်ကနှစ်ခါဒီခွန်6 3ခွန်၄လုံးပေါင်းရင်3ဒီ3နောက်ပိတ်เนาะအဲ့လို3နောက်ပိတ်လို့ကစားရတာ ਨੇ တဲ့သူကနှစ်နှစ်3ဆိုတော့ကဏ္ဍထွက်လာပြီအဲ့ဒီအချိန်မှာသူကဒီ9နောက်ပိတ်เนาะဒီ9နောက်ပိတ်အခုမှအလုပ်လုပ်မှာဒီ9နောက်ပိတ်ကเนาะဒီလွတ်နေတဲ့3ခွန်ရှည်ရွယ်เนาะဒီမှာဒီ3ခွန်3လို့ကစားတယ်ကစားတော့လွတ်နေတဲ့ဒီ9ပေါ့မကစားသေးတဲ့9အဲ့9ကအခုမှကစားမှာเนาะအဲ့9ကဒီတဲ့ထိတ်ထောင်နှလုံးရှင်းနေဒီ break ခွန်နဲ့9ပြန်ဖြီးပါတယ်တဲ့เนาะသူက ဘရိတ်ပါချုပ်တာနော်ဒီငါးနောက်ဘိတ်ကိုတဲ့နော်ဒီသုံးကိုသုံးဒီခါနှလုံးသုံးကိုသုံးထိတ်ထွက်တယ်အဲ့ထွက်နေတဲ့ကောင်ကသူ့ရဲ့နောက်ဘိတ်ငါးအဲ့ငါးနောက်ဘိတ်ကိုဒီထိတ်နှလုံးရှင်းနေဒီဘရိတ်ကိုငါးပြန်ဖြီးပါတယ်တဲ့နော်ဒါပထမကဒုတိယကံမှလည်းသူဒီတိုင်းပဲနော်ဒုတိယကံမှလည်းသူကဒီသုံးလုံးခုံနဲ့ခုံလို့ခွေလိုက်တာနဲ့သူကလွတ်နေတဲ့6ထိတ်နဲ့4နဲ့6နဲ့ပေါင်းရင်3ညအဲ့3ညဒီ3ညထိတ် တက်မယ်ခါနှလုံး3ညနော်ခါနှလုံး3ညလို့ရိုက်လိုက်တာနဲ့တပြိုင်နက်တည်းတဲ့သူကထိတ်ထောင်3လုံးခါထောင်3လုံးခုံခုံကခုံထိတ်တယ်နော် သုံးထိတ်နဲ့ဒီသုံးခါနဲ့ပေါင်းရင်6က6နောက်ပဲတဲ့နော်အဲ့ဒီအချိန်မှာဒီတစ်ခုံ3ည3လေးလုံးပေါင်းတာတစ်ခုံ3ည3လေးလုံးပေါင်းရင်တစ်က1နောက်ပဲပါတယ်နော်အဲ့ဒီအချိန်မှာသူကဒီ3ညကို3ညထိတ်ကစားထားတဲ့ကောင်မကစားရတဲ့နောက်ကလွတ်နေတဲ့ခုံနော်အဲ့ဒီခုံကိုလေဒီထိတ်3နဲ့ထိတ်ထိတ်ထောင်နှလုံး3နဲ့ဒီ break 4နဲ့ကိုခွန်ပြန်ဖြီပါတယ်တဲ့နော်ဒါဒုတိယကနော် တတိယကံမှာလူဒီတိုင်းမှာဒီသုံးလုံးခုံခွေတဲ့အချိန်မှာလွတ်နေတဲ့ခုံထိတ်အဲ့ခုံထိတ်နဲ့ဒီနှစ်နဲ့ပေါင်းရင်ကိုအဲ့ကိုဒီကိုထိတ်လူတက်လိုက်တာနဲ့အဲ့ခါနှလုံးကကိုနော်ရိုက်ပြီးရိုက်လိုက်တာနဲ့ဆိုတော့ဒီခါထောင်သုံးလုံးကိုဒီကိုထိတ်ပါတဲ့နော်အဲ့ဒီအချိန်မှာဒီလေးထိတ်နဲ့ငါးခါနဲ့ကိုကလည်းကိုခါပါတဲ့နော်အဲ့ဒီအချိန်မှာသူကဒီကလန်းသုံးလုံးငါးကနော်ဒီသုံးလုံးပေါင်းရင်ငါးငါးနဲ့ဒီငါးခါနဲ့လေးလုံးပေါင်းယူတာပါနှစ်လေးကိုငါးလေးလုံးပေါင်းရင်၃ညာ၃ညာနောက်ပြပါတဲ့နော်ဟုတ်ပြီအဲ့ကောင်မှန်မှန်မှန်ကိုသူကဘာနဲ့ချုပ်ထားလဲဆိုတော့ဒီကိုကိုကိုလို့ ခါလုံးကိုကိုထိတ်လို့ထည့်လိုက်တာနဲ့တဲ့သူကနောက်ဝိတ်လွတ်မကစားသေးတဲ့လွတ်နေတဲ့နောက်ဝိတ်တစ်အဲ့တစ်ကိုဒီထိတ်နှလုံးထိတ်ထောင်နှလုံးသုံးအဲ့ဒီသုံးနဲ့ဒီ break ရှင်းနဲ့တစ်ပါပဲတဲ့နော်ပြန်ဖြီထားတာနော်ဟုတ်ပြီဒါသကုသရုတ်ရကသရုတ်ရကမှဒီတိုင်းမင်းသုံးလုံးခုံလို့ခွေရိုက်တာနဲ့သူကလွတ်နေတဲ့နှစ်ထိတ်အဲ့နှစ်ထိတ်နဲ့6ထိတ်6နောက်ပိုင်းနဲ့ပေါင်းရင်8အဲ့ရှစ်ဒီ8ထိတ်8ထိတ်လို့ကြာတဲ့ခါနှလုံးကလည်း8ဖြစ်ရမယ်နော်အဲ့ရှစ်လို့ဖြစ်လိုက်တဲ့အချိန်မှာသူကခါတော်သုံးလုံး၅ဒီတဲ့၅ထိတ်ပါတဲ့နော် အဲ့ဒီအချိန်မှာဒီ6ထိပ်နဲ့9ခါနဲ့ပေါင်းရင်ငါကလည်း9ခါပါတယ်နော်အဲ့ဒီအချိန်မှာပဲ तू က6 9 8 9 9နဲ့ဒီ9 9ခါနဲ့ပေါင်း4 4လုံးပေါင်းတာပေါ့နော်6 9 8 9เนาะအဲ့တော့4လုံးပေါင်းရင်4 4နောက်ပိတ်ပါတယ်နော်ဟုတ်ပြီအဲ့တော့9 9 4ဆိုရယ်ကဏ္ဍရပြီအဲ့9 9 4ဆိုရယ်ကဏ္ဍရတဲ့အချိန်မှာပဲ तू ကဒီ6ကို8လို့ခါးလုံးနဲ့လို့6ကို8ထိပ်လို့ထည့်တာ ਨੇ မကစားသေးတဲ့လွတ်နေတဲ့8နောက်ပိတ်အဲ့8နောက်ပိတ်ကိုဒီထိပ်ဆောင်နှလုံး4 ਨੇ ဒီကပရိတ်လေးနဲ့ထဲမှာရှစ်ဖြစ်ပါမယ်ဆိုတော့ငါးငါးလေးတဲ့တခွက်တဲ့ထွက်တယ်နော် ဟုတ်ပြီနော်အဲ့ဒီမှာ तू လိမ်လို့ရတဲ့အချက်တစ်ချက်ရှိတယ်အဲ့ဒါဘာလဲဆိုတော့ तू ကဒီခါတော့နှလုံးနှစ်တည်တဲ့နှစ်ထည်တဲ့နော်ဒီ9နှစ်ခွန်းနဲ့နှစ်တည်လဲနှစ်နော်အဲ့နှစ်နှစ်ရှည်ရွယ်ရိုက်တာနဲ့ဒီ၄ခွန်း၃ပေါင်းချင်းနော်ဒီကခါနှလုံး၃ကို၃ထိတ်ထွက်တဲ့အတွက်၄ခွန်း၃ပေါင်း၄ခွန်း၂ပေါင်းချင်း၃တည်လဲ၃နောက်ပိတ်ပါဆိုထည့်လို့ရတယ်နော်ဒီလိုလိမ်လို့ရတယ်သူလိမ့်ထားတဲ့အချက်ကဒီအချက်ရှိတယ်နော်ဒီမှာလိုက်တိုင်းမှာခါရောင်တုံးလုံးခွန်ကခွန်ထိတ်တဲ့ 33ပေါင်းရင်6အဲ့6က6ခါထွက်တဲ့အချိန်မှာသူက236ပေါင်းရင်1တည်1နောက်ပိတ်ဆိုပြီးတော့လိန်လို့ရတယ်နော်ဒါသူလိန်လို့ရတဲ့အချက် တတိယကံမှာလည်းအဲ့တိုင်းပဲသူကခါ3လုံးခါတောင်3လုံး9က9ထိတယ်4နဲ့9နဲ့9က9ခါအဲ့အချိန်မှာသူက6 5 9ပေါင်းရင်3ညတည်3ညပိတ်ပါတယ်ဆိုရင်ရတယ်နော်အဲ့လိုကစားလို့ရတယ်အဲ့တော့ခုဒီမှာဆိုရင်သူကခါတောင်3လုံးပေါင်းရင်5တည်5ထိနော်ဒီ6နဲ့9နဲ့ပေါင်းရင်5တည်5ခါအဲ့တော့5ခါဝင်လိုက်တာနဲ့6 9 5လို့ပေါင်းလိုက်ရင်3ည နော်အဲ့3ညဒီ3ညနောက်ပြီဆို9 9 3ညဆိုတော့ကဏ္ဍကရန်ထိုးပေါ့ဗျာနော်9 9 3ညတဲ့နော်9 9လေးတဲ့9 9 3ညရန်နော်9 9လေးတဲ့အတိက9 9 3ညကိုရန်ထိုးပေါ့ဗျာနော်အားလုံးပဲခုတ်လိုက်နော်ကံကောင်းကြပါလေ